တွင်ကသမရအတုကန်ရဲ့ကုလစည်းဝေးမှာ တွေ့ဆုံချိန်မှာမေဂန်သမားထရန်ကတော့တွင်ကသမရအတုကန်ကိုတတိပေးလိုက်ပါတယ်။ရုရှားစီကရေနံနဲ့တငွေတွေဝယ်တာရက်လိုက်ဖို့သမရထရန်ကအတုကန်ကို ပြောပါတယ်။တွင်ကနေတိုးဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။နေတိုးဖွဲ့နိုင်ငံတွေကရုရှားကိုအရေးယူဖို့ပိတ်ဆို့ဖို့ယူကရိန်းကိုပို့ထောက်ပံ့မှုပြောနေပေမဲ့တဖက်ကကြည့်အဲ့ဒီနိုင်ငံတွေကိုယ်တိုင်ကရုရှားစီကရေနံတွေအများအပြားဝယ်ယူနေတယ်။ဒါဟာရုရှားကိုထောက်ပံ့ပေးတာပဲလို့ထရန်ကတဖက်လက်ကပြောလာပါတယ်။ ရုရှားစီကဒီနေနဲ့တဝဲဝဲနေတဲ့ NATO ဖွဲ့ဝင်နိုင်ငံတွေကိုလည်းစိတ်ပြက်မိပါတယ်ဒီလိုပြောနေတာရုရှားကိုပတ်စံပေးနေရတယ်လို့ပဲဒါဆိုရင်ရုရှားကပို့ပြီးတော့ဆက်ဆက်တက်နေမှာတော့အာဒိုဂန်ထရန့်ကပြောပါတယ်အာဒိုဂန်က NATO ဖွဲ့ထဲမှာဆိုရင်ရုရှားနဲ့အဆင်ပြေဆုံးနိုင်ငံလို့ပြောလဲမှမပါဘူးဒါမဲ့အာရဂန်အနေနဲ့ထရက်ဖိအားပေးပြီးတော့စိတ်မသက်မသာဖြစ်နေပုံရပါလေရုရှားစီကရင်းနယ်နဲ့တငွေတွေဝယ်တာရက်လိုက်ရမယ်ဆိုရင်ဒီစပွဲအမြန်ပြီးသွားမယ်တူရကီနေနဲ့ရုရှားစီကဝယ်ယူတာတွေရက်စီလို့တယ်လို့ထရန့်ကသတိပေးပါတယ် ပူတင်ရဲ့အကြောင်းကိုသူသိတယ်လို့အာရဂန်အကြောင်းကိုလည်းသိပါတယ်လို့ထရန့်ကပြောပါတယ်။ခမားကပူတင်နဲ့ကောင်းမှုနဲ့ဆက်ဆံရှိခဲ့လို့စစ်ပွဲအဆုံးအတအောင် လုပ်ဖို့လွယ်ကူမယ်ထင်ထားခဲ့ပေမဲ့ဖြစ်မလာတဲ့အတွက်ပူတင်ပေါ်မှာအလွန်စိတ်ပျက်ပါတယ်လို့ထရန့်ကဆိုပါတယ်။သူအနေနဲ့ဗဲနိုင်ငံကမှစက်ကူကြားလို့မခေါ်ခဲ့ကြောင်းထရန့်ကပြောပါတယ်။ဒါဟာရေးတဲ့သူတွေကတမင်ချဲကားပြီးတော့တည်င်းရေးတာပါလို့ပြောပါတယ်။ရုရှားကလေကြောင်းကနေဘုံတွေကျတုံးကြီးတွေနဲ့ယူကရိန်းကိုပြင်းထန်တိုက်ပေမဲ့ မြေပြင်မှာဘာမှမမေ့ရသိနိုင်တာလည်းမရှိဘူးစစ်သားတမ်းနဲ့ချီတည်ဆုံးခဲ့ပြီဖြစ်တယ်လို့ထရန်ကဆိုပါလေလွန်ခဲ့တဲ့နှစ်ပတ်တွင်မှာကိုဒေါ်လာတန်ပေါင်းများစွာကုန်ကြမဲ့ဘုံတွေဒုံးကြီးတွေနဲ့အပြင်းထန်တိုက်ခိုက်ပြီးမဲ့မြေပြင်မှာသိမ်းပိုက်နိုင်ခဲ့တာမရှိပါဘူးလို့ထရန်ကဆိုပါလေဒါဆိုရင်ဘသူတို့တော့အကျိုးရှိမလဲဒါအားလုံးသိပါခင်ဗျားတို့ကရုရှားစီကရင်နယ်နဲ့တဘောတဝဲတွေလွတ်လွဲ့ဝဲလေသူကဆက်ဆက်တိုက်လေပါပဲဒါကြောင့်ပထမဆုံးရုရှားနဲ့စစ်ပြေငြိမ်းချမ်းခြင်းမယ်ဆိုရင်တော့ရုရှားကိုပတ်စံ မဝင်အောင်လုပ်အောင်မှာဖြစ်ပြီးအဲ့ဒါကိုဖြတ်နိုင်မှာပူတင်အနေနဲ့စစ်လက်နက်တွေထပ်ပြီးတော့မထုတ်နိုင်တော့မှာလို့သမ္မတ်ထရန့်ကပြောသွားပါတယ်